ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်နေကြီးလှိုင်ဒေါ်နေနေကြီးလှိုင်ဆက်စနေသမီးရှင်နော်ဟုတ်ကဲ့ဆရာကြီးအသက်40ပါဆရာကြီးအွယ်ကောင်းလေးဟောအမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်မှာနေပါတယ်တဲ့ဟိုကလှမ်းမိတာဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်ဘယ်လိုလုပ်တည်ကြလဲဆရာကြီးဟို Facebook ကလေတကဘာလုံးသွားရတယ်ဆရာကြီး ဟိုအဲ့လိုရှင်းတာ Facebook သုံးတဲ့လူတိုင်းကဒီပင်လုံး page ကို like ထားတယ်ဆိုလို့ရှိရင်လေဟိုတာရူရာဟုတ်ကဲ့နောက်တစ်ခါသမီးတို့ YouTube လေဆရာကြီးကိုစပြီးတော့သမီးတို့လွှင့်ပေးတော့ YouTube မှာစလွှင့်လာ YouTube ကလေကျေးဇူးတင်တယ်ဆာဆရာတယောက်တည်းဟုတ်ပေါ့ဒီပညာနဲ့ပတ်သက်တဲ့ကျမ်းပြဆရာကြီးကြီးဆရာကြီးကြီးအားလုံးကကိုစားဆရာသူတို့မရှိပြီမယ်လို့သူတို့ရှိရင်လည်းကျေးဇူးတင်ပါသေးကြပါတယ်ဟုတ်ပါတယ်ဆရာကြီး မိကွန်းလေးဖတ်ပြပါမယ်ဆရာကြီး။ကောင်းပြီ။ဆရာကြီးရှင်းနဲ့နယူးယောက်ရောက်တာတဲ့ဒီနှစ်တလပိုင်းကမှပါတဲ့။တလပိုင်းကမှရောက်တာပေါ့နော်အခုလေးလပေါ့။မကြသေးဘူးပေါ့။အသက်23နှစ်လောက်ကတည်းကတဲ့ဘိုက်နာလို့တဲ့အစာမရှိပဲတဲ့ဆေးတောက်တာတဲ့။ဆေးမှားပြီးတော့တဲ့ညာခြေတော့ကထော့နေဖြစ်ပြီးတဲ့။ဘဲခြေတော့ကထုံပါတယ်တဲ့။ညာခြေတော့ထော့နေ ဲကြီးတော့ကထုံတာထုံတယ်ဟုတ်ပြီဟုတ်ကဲ့ဆရာစိတ်စစ်တော့လဲတဲ့မတွေ့ပါဘူးတဲ့အဲအဲ့ဒါလည်းပဲစစ်တော့မတွေ့ဘူးဆိုတော့မတွေ့တော့မဟုတ်ဘူးလေသူရဲ့ဓာတ်ပန်တို့အထရာဆောင်းတို့စစ်တဲ့အခါမှာလေကိုစစ်လို့မရဘူးလေဟုတ်ကဲ့ဆရာကြီးလေရဓာတ်ပန်ရဲ့လူလည်းမရဘူးအထရာဆုလို့မရဘူးဟုတ်ကဲ့ဆရာကြီးအခုအဲစစ်စစ်တာကိုမတွေ့ဘူးဆိုရင်တော့တီချာပေါ့ယာနှုံးပြည့်နီးပါကိုစီရံတော့လေပဲတမိဟုတ်ကဲ့ဆရာကြီးလေရတော့မြမစီးပါ သိပ်အသားပေးတယ်ဟုတ်ကဲ့ဆရာလေမျိုး20တောင်းလောက်ကြားဘူးလေလေမျိုး80ပါဆရာ80တောင်းနော်ဟုတ်ကဲ့ဆရာဒါပေမဲ့လူမအဖြစ်များတာ6မျိုးပါဟုတ်ကဲ့ဆရာအဲ့ဒီ6မျိုးထဲမှာကိုတမိဖြစ်တာအစွန်အဖျားကြီးသွားတဲ့လီဟုတ်ကဲ့ဆရာအားနေသွားတာဟုတ်ကဲ့ပါဆရာအဲ့လီဘာကြောင့်အားနေလဲလို့မေးရင်အကြော်နဲ့အဆက်အစားများလို့ဟုတ်ကဲ့ပါဆရာဒါကြောင့်ချုပ်ပြောရင်အကြော်အဆက်ကိုရှောင်ပါဟုတ်ကဲ့ပါဆရာသူ့ကိုခြေဖြတ်နိုင်တာက အချင်းနဲ့အခါကိုဟုတ်ကဲ့ပါဆူဆူမြဲမြဲစားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာဆက်ဖတ်ပြပါမယ်ဆရာကြီးအစားမှရင်တဲ့တကိုယ်လုံးပူလာပြီးတဲ့ထုံတလို့ကြီးဖြစ်ပါတယ်အစားမှရင်ဟုတ်ကဲ့ပူလဲပူရယ်ထုံတလို့ကြီးလည်းဖြစ်လာတယ်အဲ့ဒါလက်ခုကတော့မမြအောင်ဟုတ်ကဲ့ဆရာကြီးထုံနာတော့တကယ်တော့အေးပြီးထုံနာသဘာဝကြတယ်ဟုတ်ကဲ့ဆရာကြီးသူပူလဲပူရယ်ထုံတယ်ထုံလဲထုံတယ် ်နှစ်ခုကအားပြိုင်နေတယ်နော်ဟုတ်ကဲ့ဆရာဟင်းအားပြိုင်နေရင်တော့ပါအားပြိုင်အားပြိုင်အားပြိုင်ကြားတော့နာတာပဲဟုတ်ကဲ့ဆရာနော်ကြားနာရတဲ့ကျောင်းလေးဒီအားပြိုင်နာကိုကဘယ်ဘက်ကရက်တီမလဲလို့တိထားမှာဟုတ်ကဲ့ဆရာအခုဆရာကြီးရဲ့ဆရာကြီးတက်တဲ့အသိပညာနဲ့ဒါကိုချိန်ဆလိုက်တဲ့အခါမှာအပူအေးနှစ်ခုမှာအပူတွေအားလုံးကိုစွန့်လွှတ်ရမယ် ဟုတ်ကဲ့ဆရာကြီးနော်ဘလူနဲ့သာလေကိုအတဲကိုဆက်ရှင်တာအေးရိုင်နဲ့ဆက်ရှင်တာမယ်ဟုတ်ကဲ့ပါဆရာကြီးအေးရီယာဘယ်ဟာလဲဆိုရင်ရေခဲတခုတည်းပြောတာမဟုတ်ဘူးနော်ကံအေးရမယ်စိတ်အေးရမယ်ဥဒုအေးရဥဒုအေးတဲ့ဥဒုရာဒီမှာနေရမယ်အရေးကြီးဆိုတော့အာဟာရပဲပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒီကံစိတ်ဥဒုအာဟာရ၄ခုထဲမှာ အရေးအပါဆုံးဖြစ်တာအဟာရပါပဲဟုတ်ကဲ့ဆရာအဟာရကိုအေးတဲ့အစာတွေပြတ်တောက်အောင်စားပါဟုတ်ကဲ့ပါဆရာဥမာအားဖြင့်ကြောက်ဖြုန်သီးတို့ဖရဲသီးတို့ကိုရခါသီးတို့ဘူးသီးတို့ခွဲသီးတို့ရုံးမတိသီးတို့အဲ့လိုအေးတဲ့အသီးနှံတွေစားပါပူတဲ့အစာတွေဖြစ်တဲ့ရွှေဖြုန်သီးတို့ဟုတ်ပါလေ မော်လမြေကထွက်တာလေအော်ဒူးရင်သီးဒူးရင်သီးဒူးရင်သီးတော့တရက်သီးရောဆရာအဲ့ဒါတွေကကောင်းတာဟုတ်ဟုတ်ကဲ့ဆရာလူကရှာကိုလူလိုက်တော့ကောင်းတာကိုစားတယ်ကြမ်းမာခြင်းတဲ့လူကလူကူမှရှင်နှစ်လက်မလောက်အရာလေးတွေစုံမထားတယ်နှစ်လက်မလောက်ရှိတဲ့အရာလေးတွေကလူကိုဒုက္ခပေးတာလို့ဟုတ်ကဲ့ဆရာဆရာပြအဲ့တော့နှစ်လက်မောက်ရှိတဲ့ရှာလေးကိုစုံမထားလို့လိမ်မာရင် ယောဂတဝက်သက်သာသွားတာပါပဲ။ तू ကလေဆရာကြီးငုံကပြောလို့ရာသီဥတုအေးပေါ့နော်။အဲ့မှာနေတာပေါ့နော်။ US ကအဲ့အေးတော့တဲ့ तू ကရေနွေးနဲ့အမြဲချိုးရပါလေတဲ့။အဲ့ဒါတော့လေမြတ်တယုံချိုးရင်တော့ကောင်းနေသမီး။ဟုတ်ကဲ့ဆရာကြီး။မြတ်တယုံချိုးဆိုကိုအပူချိန်ပေါ့နော်။ဟုတ်ကဲ့ဆရာ။ကိုအပူချိန်နဲ့ယုံတော့ရေနွေးလေးမျှချိုးတော့ကိစ္စမရှိဘူး။ဟုတ်ကဲ့ဆရာကြီး။အဲ့ဒါတော့ तू ဇိန်ခံတဲ့သဘောနဲ့နွေးသွားအောင်ကိုခပ်ပူပူကြီးချိုးလိုက်မယ်ဆိုရင်တော့ အဲ့အပူနေအေးနှစ်ခုရံပြစ်မှာပဲဟုတ်ကဲ့ဆရာကြီးဒါပေမဲ့အလူလူကတနေ့ကအေးနေမှာဆိုတော့အေးရနိုင်သွားမှာပေါ့ဟုတ်ကဲ့ဆရာကြီးနော်နိုင်ရမှာတကယ်တော့ဟုတ်ကဲ့ပါဆရာအဲ့လိုမနေမဲ့သူကအပူကအနိုင်ယူရရင်တော့မကောင်းဘူးဟုတ်ကဲ့ဆရာကြီးနော်သူ့ရာဇင်းတည်းအများဘလို့နေလဲဒီရတာဆရာကြီးတော့မှန်းဆပြောပြတာပေါ့နော်ကျမ်းမာနေတဲ့သူဘလို့ရီချိုးလဲအနာကမေးဟုတ်ကဲ့ဆရာကြီးတော်တော်မီကိုရှိမှသွာလာလှုပ်ရှားနေအလုံးမပြဘူးအကိမ်မပြဘူး ပြုံပြုံရွှေရွှေမိသားစုတခါစားသောက်အကူတို့အမတို့ဘာစားလဲအဲ့ဒါလေသင်ခန်းစာနော်ယူတဲ့ပညာရယ်ဟုတ်ပါရဲ့ဆရာကြီးလောကကြီးမှာအားလုံးကဆရာကြီးပဲဟုတ်ကဲ့ပါဆရာကြီးနော်ကိုကသာဆရာတင်တယ်ဟုတ်ကဲ့ဒါပေမဲ့ခက်တာကလူကကိုကဘာလုပ်ချင်လဲကိုလုံးချင်တာပဲတည်ရအဲဆရာပဲလုပ်ချင်တာဆရာပဲလုပ်ချင်တာဆရာပဲလုပ်ချင်ရတယ်အဲ့ဒါကတော့ ကိုညံ့ရရတယ်နော်ဟုတ်ကဲ့ဆရာတပည့်ခံတဲ့သူကပညာအမြဲရတယ်ဟုတ်ကဲ့ပါဆရာနော်သူရေးထားတာလေးဆက်ဖတ်ပြပါမယ်ဆက်ဖတ်ပါသူကလေခုနကရင်နှင်းနဲ့အမြဲချိုးရတာပေါ့နော်ဟုတ်ပြီဟိုခြေဘွားစပုတ်ရင်နဲ့ရင်နှင်းနဲ့ချိုးလို့အဆင်ပြေပါသလားလဲသိကျင်ပါတယ်တဲ့ဩခြေဘွားစပုတ်တာရင်မချိုးခင်ပုတ်တာပဲဟုတ်ကဲ့ဆရာနော်ရင်နှင်းချိုးတာစိန်ခံတဲ့အပူချိုးတာမျိုးပဲနဲ့ခန္ဓာကိုယ်အပူနဲ့မျှအောင်လေချိုးတာတော့ချိုးတဲ့မှာလေ ယောမနိုင်ငံရောက်ရင်ယောမသားလို့ကြည့်ဟုတ်ကဲ့ပါဆရာဆိုတဲ့စကားပုံရှိတယ်လေဟုတ်ကဲ့ပါဆရာအဲ့တော့ကိုရှီယာဆော့ရောင်နဲ့အကူဒီအမတွေရှိမှာပေါ့ဟုတ်ကဲ့ဆရာဘလို့ချိုးတယ်မေးဟုတ်ကဲ့ပါဆရာဆရာကြီးတော့ကိုယ်တိုင်မရောက်ဘူးတော့အဲ့ကိုတဲ့ရဲ့ကိုယ်တိုင်ခံစားသလိုတော့မပြောပြရတတ်ဘူးလေသွေးလေးပုံမှန်လဲပတ်အောင်နဲ့ဘလို့နေထိုင်စားတော့ရမလဲတဲ့အဲ့ဒါကတော့သွေးလေးလေးမှဘုမဟုတ်ဘလို့စားတော့အောင်လို့ဆိုတစ်ကလမ်းလျှောက်ပါ ဟုတ်ကဲ့ဆရာကြီးအပြင်းမကြီးပါနဲ့ဟုတ်ကဲ့ပါဆရာကြီးမိုးလင့်တာနဲ့ရေတော့တဘူတဘွားသွားတော်ပြီးကူ breakfast တွေနဲ့စားစားပြီးလမ်းလျှောက်ပါဟုတ်ကဲ့ပါဆရာကြီးမိနစ်30နဲ့40လောက်လျှောက်ပါခက်တွက်တွက်လေးလျှောက်ပါပြီးသလိုပုံစံမျိုးလေးလျှောက်ပါဟုတ်ကဲ့ပါဆရာကြီးတခါလေးလေးမှရက်ပြီးတော့ jogging လုပ်ပါဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အဲ့ဒီချိန်မှာကိုဘာလို့လဲတော့ချွေးလေးစုလာတာနဲ့ လူကနေရထိုင်ရတာကိုတခါတည်းကိုပေါ်ပါပြီးတော့ငါလူမာစွာဟုတ်မဟုတ်သေးရဲ့လားတကယ်ပဂရိလူငယ်လူဖြစ်သွားပြီလားအဲအဲ့လိုစိတ်မျိုးလေးတဏီတိုင်းတဏီတိုင်းမှာဝင်စားလို့ရှိရင်စိတ်ပြူတာနဲ့အမျှကိုဘာဖြစ်မှာလဲနှုပါလေဆရာကြီးကိုနှုပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါတမီးအခုမေခွန်းရှင်က မက်ໄຂမှာပါ မခိုင်ခိုင်မာဟုတ်ပြီအသက်က26နှစ်ပါဆရာကြီးနာမည်တဲကောမလဲခိုင်လဲခိုင်နဲ့မာလဲမာတယ်ဟုတ်ကဲ့ဆရာကြီးအဲအခု तू ကဂျပန်မှာတဲ့စားတော့ဆိုင်မှာအလုပ်ဝင်ဖို့တဲ့ဂျပန်စာတင်ယူနေပါတယ်တဲ့ရန်ကုန်ကပါကောင်းတယ်တင်ပါဟုတ်ဆရာကြီးရှင်တဲ့တမိအခုမျက်မှန်ပါဝါနှစ်ဖက်စလုံးကအဝေးပုံ900ဒီဂရီပါတဲ့ဟာများတယ်ကွာဟုတ် စားတောက်ဆိုင်မှာလောက်ရမှာမိုးတဲ့မျက်မှန်နဲ့ဆိုတဲ့တိတ်အစင်မပြေတာကြောင့်တဲ့မျက်မှန်ပါဝါကိုတဲ့တဘာဝအတိုင်းကြကျင်လို့ပါရှင်တဲ့အဲရတယ်ဟုတ်ကဲ့ဆရာကြီးရတယ်မျက်စိမှုန်တဲ့သူအားလုံးကိုကြုံကြည့်ရင်ဟုတ်ကဲ့ဆရာကြီးအပူနေအေးနှစ်ခုမှာဘာကြောင့်မှုန်လဲလို့မေးရင်အများစုကအပူများတဲ့အချိန်မှာမှုန်တယ်ဟုတ်ကဲ့ဆရာကြီးအသက်အရွယ်အရ90ကျော်လို့မျက်မှန်တက်တာတော့အဲ့ဒါတော့လူတိုင်းရဲ့ မျက်စိအာရုံရောအားနေလို့တက်ရတာငယ်နေတက်ရတာကတော့မျက်စိမှာအပူဓာတ်များလို့ဟုတ်ကဲ့ဆရာကြီးနောက်ဒါမှမဟုတ်ရင်ခေါင်းလျှော်တာမှစီကြမရှိလို့ဟုတ်ကဲ့ပါဆရာကြီးခေါင်းလျှော်တယ်ခေါင်းလျှော်တယ်ဆိုတာတချို့ကတိတိတခါလျှော်တယ်လျှော်ပြီးရင်ဟဲရဒရိုင်ယာနဲ့အပူပေးတယ်ဟုတ်ကဲ့ဆရာကြီးအပူပေးတဲ့အခါမှာဥယီကိုဟဲရဒရိုင်နဲ့သွားအပူပေးလိုက်ရင်အဲ့ဒီဥယီကတစ်ဆင့်ဒီခေါင်းကြီးတစ်ခုလုံးလုံးက ချက်ချင်းကိုပူလိုက်အိလိုက်ပူလိုက်အိလိုက်ဖြစ်ပြီဆိုရင်စပင်ကျွတ်တာတို့ခေါင်းအုံတာတို့စိတ်မလန်းတာတွေဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါတူနေပါတယ်ဥယျာဉ်ကိုပူမိပြန်နဲ့စူနဲ့စပင်တွေကို၆သွားယုံလေးမျှယုံလေးပူပေးပါဆိုတော့အပူအေးစာမျက်မှတ်တရတုံးနဲ့စီးဖြစ်တယ်မမျှမတတုံးနဲ့ဘေးဖြစ်တယ်လို့စီးနဲ့ဘေးကိုအဲ့လို ခွဲတီးခြင်းအဖြစ်မိဘရှင်ရောနာတရသည်ရှင်ကြတဲ့သမီးတွေမှာလဲခေါင်းလျှော်တာတပတ်ကိုဘယ်နှကြိမ်လောက်ပဲလျှော်တင်လဲနှစ်ကြိမ်လောက်ပဲနှစ်ကြိမ်ပဲဟုတ်ကဲ့ဆရာဘယ်နှချားတခါလဲသုံးရချားတခါဟုတ်ကဲ့ပါဆရာတချို့ကခေါင်းလျှော်ပြီးတော့မှအဲ့ဒါရင်ရှားကြီးနဲ့ဥခတိစီ ပကန်နေစီကျန်နေတိုက်ပြီးတော့မှရေချိုးတယ်အဲ့ဒါအမားကြီးမှားပါတယ်ဟုတ်ကဲ့ပါဆရာနော် ခေါင်းဆောင်မနေကြလို့ရှိရင်ပြုပွဲကိစ္စတွေအကုန်ရင်ပြလိုက်ပါပြီးရေချိုးပြီးရေဆိုတာလေချိုးချိုးချိုးရေအောက်ကိုခြေောက်ကစလောင်းတော့ချိုးရေချိုးလို့ပြီးကနီးပြီးဆိုတော့မှခေါင်းကိုလျှော်ပါလျှော်ပြီးရင်ခုဘကိုတပက်ထဲ6အောင်ပို့ပြီးတော့ယူတဘာဝအတိုင်း6ခံရအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာ။တွားစရာလားစရာရှိမဲ့ အချိန်လူတော့လို့ hair dryer ပေးမယ်ဆိုလို့ရှိရင်ဥယျာဖြာကို hair dryer မမိပါနဲ့။သပင်6လောက်တွေအပူပေးပါ။အကောင်းဆုံးကတော့လောကကြီးမှာသဘာဝအလှအကောင်းဆုံးပဲ။ဟုတ်ကဲ့ဆရာ။ကျမ်းမာခြင်းနဲ့သဘာဝကျမ်းမာခြင်းဟာအမှုမြတ်ဆုံးပဲ။ဟုတ်ကဲ့ပါဆရာ။အခုယောဂထူတာထူကျုပ်ထော်တာလားစံပြလာကြတာလားစံပြလာလို့ပါဆရာအစစာပဲနော်ကံစိတ်ဥရုအာဟာရအထူးဖြင့်အာဟာရတွေစံစံပြပြစားကြတာများတယ် ဆရာတို့ငယ်စဉ်ခါဘေးအချူမှုန့်ဆာမြင်တော့မမြင်ဘူးဟုတ်ကဲ့ဆရာရင်เนาะအချူမှုန့်ဆာဘယ်မှာတော့လဲဆိုရင်ဆရာတို့ငယ်စဉ်ကတူဆိုင်နေမှာခေါက်ဆွဲကြော်ထဲမှာထဲတာဟုတ်ကဲ့ဆရာရင်ခေါက်ဆွဲကြော်ထဲတယ်ခေါက်ဆွဲဆရာတို့ဘလုံးကန်လို့ရှိရင်တဖက်ကို78အောင်လေဟုတ်ကဲ့ဆရာရင်အဲ36ထုပ်ကဘသူနိုင်နိုင် ကျွေးတာကိုနိုင်တဲ့ဘက်ကကျွေးရတာပေါ့နော်ဟုတ်ကဲ့ဆရာရှင်ရှုံးတဲ့ဘက်ကနိုင်တဲ့ဘက်ကိုကျွေးရတာပေါ့36ထုပ်ဘလုံးဘက်စကံပြီးတော့သွားမှားတယ်သွားမှားပြီးဆိုခေါက်ဆွဲကြီးကြော်လာပြီးတော့ဆရာမျက်စိနဲ့ကိုယ်တိုင်တွေ့တယ်နော်ခေါက်ဆွဲကြော်ကြီးတစ်ထုပ်လုံးတစ်ထုပ်လုံးမှာမှအဲ့ဒီအချိုပုံလေးကလေဒီလက်သားလောက်ရှိတဲ့ပလင်လေးက၃လေးမှုဟုတ်ကဲ့၃လေးမှု၃လေးမှုအမေဒီတိုင်းနဲ့စားတော့သူကတိတ်ကောင်းတယ်အခုအဲ့ဒီ အချို့မှဘလို့စားနေကြလဲအိမ်လိုက်တော့ချဟမ်အေးလုံလုံကျူးကျူးစားကြတယ်အဲ့ဒါတွေဟာယောဂဖြစ်စင်ကျင်နိုင်ရင်စင်ကျင်နိုင်တော့အကျိုးရှိပါတယ်အိမ်နေမှာအချို့မှဘလို့ရှောင်ကြပါလို့နော်ဟုတ်ကဲ့ပါဆရာကြီး तू ကလေခုနကဆရာကြီးပြောတာမျက်စိပါဝါပေါ့နော်သူကမျက်မှန်ပါဝါကြကြင်တာပေါ့နော်ဟုတ်ပြီဆရာကြီးကခုနကခေါင်းရှော်နီးပေါ့ ကောင်းလျှော်တာတစ်ချက်ကနောက်ပါဘယ်လိုချက်တွေသူရှောင်အောင်လဲဆရာကြီးအဲမျက်စိပါဝါကြကြတော့ဟုတ်ကဲ့ဆရာကြီးအချိန်မှမှအိတ်ပါဟုတ်ကဲ့ဆရာကြီးအိတ်တဲ့အခါမှာအေးဝဝအိတ်ပါဟုတ်ကဲ့ဆရာကြီးနော်အိတ်ပြီးဆာဟာလူတယောက်အတွက်အိတ်ဆက်နားနေခြင်းဖြစ်တဲ့ကြောင့်မလို့လူဟာတာအိတ်နဲ့စိတ်ကဟူရောက်လိုက်ဒီရောက်လိုက်ဟိုးငငယ်ရတငယ်ချင်းတွေရှိရောက်သွားလိုက်သူကကိုစာတင်ပြီးတဲ့ မူရန်ရန်တို့ကဆရာကြီးဆရာမကြီးကြီးရုပ်ပုံတွေပါပေါ်ပြီးတော့အဲ့ဒီမှာရှ िख ိုးခြင်းရှ िख ိုးနိုင်တယ်လူအသာမျက်စိမိတ်သားဟုတ်ကဲ့ဆရာအဲ့တော့စိတ်မငြိမ်မဲ့အဲ့လိုရှိရင်ဟုတ်ကဲ့ဆရာကြီးမကောင်းပါဘူးလို့နိမ့်နေချိုက်ချိုက်အိတ်တဲ့အချင်းပျော်အိတ်တဲ့အချင်းနိမ့်နေချိုက်ချိုက်အိတ်ပျော်ပြီးသားလူအသာကလန်းတော့ပါလိမ့်မယ်နောက်မျက်စိရဲဟုတ်မျက်စိအတွက်လိမ့်စေရောရှိလားဆရာကြီးမျက်စိလိမ့်စေရတာသူကြီးကောင်းတာကတော့ ရေချိုးကနီကိုဟုတ်ကဲ့ဆရာမကြည်သည်မဲ့ဟုတ်ကဲ့ကြေကြေးလေးဖြော်ဖြော်ဟုတ်ကဲ့ဆရာဖြော်မျက်စိကိုကွင်းတာဟုတ်ကဲ့ဆရာအေး now no ဘီဆိုတော့တနခါတော့မျက်စိကွင်းတာလည်းမဟုတ်တော့ဘူးလေမျက်နှာတပြင်လုံးလိမ့်လိမ့်ရဟုတ်ကရမက်လည်းလိမ့်လို့ရတယ်တနခါလိမ့်လို့ရတယ်နှစ်ခုခွဲလိမ့်ရင်တော့နေ့အခါတနခါညအခါကရမက်ဟုတ်ကဲ့ဆရာမျက်နှာလိမ့်ရင်လည်းမျက်နှာတော့ဒီချိန်လေးလည်းပြီးတာပေါ့ မျက်စိရတော့၃နိုင်လောက်နေတခါထပ်ကွင်း၃နိုင်လောက်ထပ်ကွင်းခြင်းအဖြစ်အဲ့ဒါမျက်စိအတွက်အန်ဒီရအကင်းဆုံးဘလူးမှအန်ဒီရမရှိဘူး side effect မရှိဘူးမျက်စိကြည့်ချာပေါက်တက်တာကြီးတော့ပါလိမ့်မယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလို့အစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ